ွဲပြီးတောင်းတဲ့ချက်မပြောခင်မှာပထမအဦးဆုံးပွဲဦးထွန့်ပွဲမှာတင်ကိုထက်ဆယ်ပွဲအတွေ့အကြုံရှိထားတဲ့ကစားသမားတယောက်ကိုဒီလောက်ထိဆော့ပြသွားနိုင်တဲ့စလိုင်းကိုချီချူးစကားဆိုချင်တယ်လောချက်တွေကတော့အများကြီးတွေ့တယ်ပညာပိုင်းတွေမှာတချို့ပိုင်းတွေမှာတက္ကနိပိုင်းတွေမှာထပ်ပြီးတော့ဖြစ်ရမယ့်အပိုင်းတွေရှိတယ်စလိုင်းဆော့တဲ့ပုံစံကရိုးရာအတိုင်းပဲရှိသေးတယ်ဒါကလည်းသူကရိုးရာ background ကပဲလာတဲ့အတွက်ကြောင့်မလို့ရိုးရာပုံစံတိုင်းပေါက်နေရတော့တိတ်ပြီးတော့မထူးဆန်းဘူးတိုးတော့ မွေတိုင်းစားဆော့မယ်မွေတိုင်းဆော့တော့မယ်ဆိုတော့မွေတိုင်းပုံစံပြောင်းရမယ်တက်ကနစ်ပိုင်းလေးတွေတော့ရှိသေးတယ်မြင်သေးတယ်ဆိုပေမဲ့ဒီလောက်လုံးပြနိုင်တာတော့ကျွန်တော်တို့ချီးကျူးပါမယ်တခုဆိုရင်တာကဒီပွဲမှာကြေသွားမာတွေအထီးတန်ရာရသွားမာတွေကိုဆိုရင်တာမကြေသွားဘူးထိခိုက်တန်ရာကြီးကြီးမားမားလည်းမရသွားဘူးဆိုရင်ဒါဒီအောင်မြင်မှုတစ်ခုပဲဟိုထိုင်းကောင်ကတော့မှကွဲပြဲထွက်သွားသေးတယ်ဗျာ ူ့မြေသူ့ရေသူ့တိုင်းရှင်းမှာဆော့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ပိုင်းတွေမှာခင်ဗျားတို့လည်းမြင်ပါပဲလိုဘလိုနေရာကိုထိတဲ့အချိန်ဘောအထိနေတဲ့အချိန်မှာတော့မှ recovery time မရပဲနဲ့10မိနစ်နားယူချိန်နဲ့ရောပြီးတော့ပေါင်းရိုက်လိုက်တာမျိုးတွေပွဲချိန်ပြည့်သွားတာတော့မှဆက်ပြီးထိုးတာကိုတိုင်ရမပြောတာတွေဒါတွေကတော့သူ့မြေသူ့ရေမှာထိုးရတဲ့အတွက်ကြောင့်မလို့ဒီဘက်လိုက်မှုတွေရာရှိမယ်ဆိုတာဒါခင်ဗျားတို့လည်းသိပြီးသားဒီလိုအချိန်နေမျိုးမှတော့မှအလဲထိုးနဲ့မရှုံးအောင်ဆော့သွားနိုင်တာကတော့ဒါအောင်ကြီးတစ်ခုပဲ အရာရာကိုအကောင်းဘက်ကပဲမြင်နေတာတော့မဟုတ်ပေမဲ့အရာရာအဆိုးဘက်ကလည်းကျွန်တော်တို့ပြောလို့မရအောင်ဘာကြောင့်လဲဆက်လိုက်စီ16နှစ်ပဲရှိသေးရဲ့ဒါဒီပွဲဥထွက်ဘိုးဥထွက်ဒါပေမဲ့ဒါလောက်လုပြနိုင်နေဒါကိုမြင်ရမယ်ကိုတဲ့အများကြီးတဘာဝမြင်းတဲ့ကောင်ဒါလောက်ထိလုပြနိုင်နေတစ်ချက်ကောင်ကိုသူစောင့်နေဗျလက်ကျလာမယ်အချိန်တစ်ချက်ကောင်ကိုတည်တည်ချာချာစောင့်နေဒါပေမဲ့မရအောင်မဖြစ်မနေပြင်ရမှာကလက်သီးပိုင်းနဲ့ခြေကန်ချက်ပိုင်းခြေကန်ချက်ပိုင်းမှာသူ hacket တွေကန်တဲ့အခါမှာကြော်ကြော်ထွက်သွားတယ်မထီဘူးဒါတိရိုးရသမားတွေတော်တော်များများမှာဖြစ်နေတဲ့ အချက်တခုလောကီကန်တဲ့ခါမှာလဲရွာကစားသမားတွေကလဲထွက်သွားတယ်အခုလိုမျိုးကောင်တာကောင်းတဲ့ကောင်နေနဲ့တွေ့တဲ့ခါမှာကျတော့ကစ်တေကကြောတွေကိုအကန့်ကန့်ထိတယ်အာတိုက်ကွန်ဒိုသမားတွေကရာတေသမားတွေနဲ့တွေ့တဲ့ခါမှာလဲခေါင်းတွေဒီနှစ်ထင်းနေထိကိုဟက်ကတွေကတတ်လာလိမ့်မယ်အဲ့လိုလဲထွက်သွားရင်ဆိုတော့ရိုးရမာကအာယန်သုံးနဲ့တက်ကနစ်မပါဘူးနီးစနစ်ပိုင်းကိုတိတ်ပြီးတော့တိတိကျကျမသွားပဲနဲ့ပါဝါကိုပဲ ဦးစားပေးပြီးတော့ဆော့ပြီးတော့လေ့ကျင့်တတ်ကြတယ်ဒါသူရိုးရာကစားသမားတိုင်းတွေးလေတွေးထားရှိတယ်သူတို့ကိတ္တရာလိုကိတ္တဆိုရင်လူလဲထွက်သွားတယ်အဲ့လိုကံမှအပါတယ်လို့လည်းထင်ထားကြတယ်နီးပြားတွေကိုယ်တိုင်ကလည်းတချို့နီးပြားတွေဆိုအဲ့လိုမျိုးတင်ထားတတ်ကြတယ်ဘသူရဲလို့မဆိုလို့ပဲမဲ့တကယ်တမ်းကံတဲ့အခါမှာကိုယ့်ရဲ့ကစ်တွေလူမလဲသွားဖို့အရင်ရည်ကြည့်ပါတယ်ခရတီးကစ်တွေဒီလူမလဲသွားဘူးတိုက်ခွန်းနိုကစ်တွေဒီလူမလဲသွားဘူး ကိပောင်စင်ကစ်တေသည်လူမလဲသွားဘူးအခုမွေထိုင်းသမားတွေမှာလည်းအဲ့လိုမျိုးလဲသွားရဲသွားရှားတယ်ရိုးရကစားသမားတွေမှာကအာရန်တုံးပြီးတော့အားနောက်မှာတက်ကနစ်မလိုက်နိုင်တဲ့အခါမှာလူလဲထွက်သွားတယ်ဒီအချက်ကတော့မဖြစ်မနေပြင်ရမယ်ကျန်တဲ့လက်သီးပိုင်းတွေကတော့ရိုးရပုံစံတိုင်းပဲဆော့တာရိုးရမှာကလက်သီးပတ်တီးစီးထားရတဲ့ကြောင့်မလို့ဒီလိုထိုးတဲ့ပုံစံကအဆင်ပြေတယ်အသားကျတယ်ဖြစ်တယ်ဆိုပေမဲ့ပတ်တီးပေါ်မှာ MMA glove ထပ်ပြီးတင်လာတဲ့အခါမှာပြန်ပြောင်းပြီးလေ့ကျင့်ရမယ့်အပိုင်းတွေရှိလာပြီဆိုတော့ဆက်လိုင်းဒီကောင်းတယ် ရိုးရမှာလဲခေသူမဟုတ်ခဲ့ဘူးဒါကြောင့်လဲရိုးရမှာစလိုင်းကိုတွားပြီး short တက်လို့မရဘူးဆိုတဲ့ဟာကိုကျွန်တော်ပွဲချုပ်မှာပြောခဲ့တာတကယ်လဲ short တက်လို့မရခဲ့တဲ့လူပါတလောက်ထိရုံးပြသွားနိုင်တယ်ကွဲပြဲထွက်သွားအောင်လဲစွမ်းဆောင်ပြနိုင်တယ်ပွဲတွင်းရာကိစ္စတွေကတိတ်ပြီးများများဆဆပြောနေစရာမလိုတော့ဘူးအားလုံးလဲကြည်ပြီးလောက်ပြီဆိုတော့ဒီလောက်လုံးပြနိုင်တယ်ချီချူတယ်ပြင်ရမယ့်ပိုင်းနေရှိလား yes ရှိတယ်နောက်ထပ် anten weight တန်းမှာမြန်မာကစားသမားနောက်ထပ်ပေါ့နော်ဒုတိယသွေးလင်းထပ်လိုမျိုးကစားသမားတယောက် ထပ်ပြီးတော့ရောက်လာပါပြီမြန်မာမှာပြန်ပြီးလေ့ကျင့်မယ်ဆိုရင်လည်းဒီအချက်တွေကိုပြန်ပြောင်းပြီးတော့လေ့ကျင့်ပါတော့မို့ထိုင်းမှာလေ့ကျင့်မယ်ဆိုရင်လည်းထိုင်းမှာနေစားပြီးတော့လေ့ကျင့်မယ်ဆိုရင်စလိုက်အများကြီးဖြစ်လာပါလိမ့်မယ်သူ့ရဲ့မျက်လုံးတွေမှာတကယ်ကိုမှဖိုက်တာတယောက်ရဲ့မျက်လုံးတွေကိုတွေ့ရတယ်ခံစားမိတယ်တန့်ရွယ်ရလဲ16နှစ်ပဲရှိသေးတယ်ထပ်ဖြစ်ရမှာဒီတက်ကနစ်ပိုင်းမှာဘာတက်ကနစ်လဲဆိုရင်မွေထိုင်းတက်ကနစ်ပိုင်းနေထပ်ဖြစ်မယ်ဆိုရင်အတဝေတန်ဝေထပ်ပြီးတင်မယ်ဆိုရင်စတောဝေတန်လောက်မှာတော့မှာ ချန်ပီယံမဟုတ်ရင်တော့1 to 5 1 to အတန်းတွင်းကိုအ ਨੇ စုံဝင်မဲ့ကစားသမားတယောက်လို့ပြောလို့ရပါတယ်နေရတာပါ channel msn ရပါဒါပါပဲ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code msn wage ကိုသုံးပါ